မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ် update သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့ကနေမြောက်ရီမြို့ကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းကို KNL နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက April 22ရက်နေ့မှာကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကဗိုလ်ကြီးတဦးဗိုလ်လေးတဦးအပါအဝင်6ဦးသေဆုံးခဲ့ပြီးတော့တန်ကြပ်ကရင်တစည်းစစ်တပ်နဲ့တပ်ဆင်ထားတဲ့စစ်သုံးရင်နှစ်စီး 0.5တလက်အပါဝင်လက်နက်ငယ်7တလက်နဲ့ခဲယမ်းမျိုးစုံကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မြန်ဝတီခိုင်းမြန်မာချစ်ကြည်ရေးဒရန်းအမတ်နှစ်အောက်ကို AP လ20ရက်နေ့မှာစခန်းကိုစွန့်ခွာပြီးတော့ထွက်ပြေးတင်းရှောင်းခိုးအောင်းနေတဲ့ခလာရ205ကစစ်ကောင်စီတပ်သားတွေကို KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားအယောက်30နဲ့အထက်သေဆုံးခဲ့ပြီးတော့တပ်မ44ကဗိုလ်မှူးကြီးစိုးမင်းထက်အပါဝင်30ဦးနဲ့အထက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မြောက်ရီမျိုးကိုပြန်လည်ရရှိရေးအတွက် အောင်စီရနာမည်နဲ့နိုင်ငံတော်အဆင့်စစ်စင်ရေးတရက်ဖော်ဆောင်ခဲ့ပြီးတော့လူလက်နက်ဖွဲ့စည်းပုံအပြည့်နဲ့ထိုးစစ်ဆင်ခြိတက်လာခဲ့တော့လေစီရေးအရရှုံးနေနေတဲ့စစ်ကောင်စီတပ်တွေဟာနေစဉ်နဲ့အမျှလက်နက်ကြီးပစ်ကူလေရင်ပစ်ကူတွေနဲ့နေညာမပြတ်လိုက်လံပြီးတော့ဘုံကျဲရန်တန့်ပစ်ခတ်လျက်ရှိတာကြောင့်ပြည်သူတွေရဲ့အိုးအိမ်အများအများဟာပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ပြည်သူအများအများကလည်းအိုးအိမ်တွေကိုစွန့်ခွာပြီးတော့အသက်ဘေးလွတ်ရာကိုစစ်ဘေးတိမ်းရှောင်နေရတယ်လို့ဖော်ပြထားပါတယ် KNU တပ်မဟာ6ဒူပလာယာခရိုင်အတွင်းမှာကြန့်ရှိနေသေးတဲ့စစ်ကောင်စီတပ်စခန်းတွေကိုအပိတက်တိုက်ခိုက်ချေမုံသိမ့်ပိုက်နိုင်ဖို့အတွက်နေရအနှံ့မှာနေစဉ်နဲ့အမျှနှစ်ဖက်ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေရှိနေတယ်လို့စစ်ကောင်စီဘက်ကအများပြထိခိုက်သေးဆုံးဒဏ်ရာရရှိခဲ့ပြီးတော့မြောင်များစွာသောလက်နက်ခဲယမ်းတွေနဲ့တခြားအဖို့တန်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ KNU ကတရားဝင်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်နဲ့တောင်ကုန်းမြို့နယ်အဆက်မှာအကြမ်းဖက်စစ်ကောင်စီနဲ့ရခိုင်တပ်တော်တို့တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီကဒေါ်မြရွာဟောင်းကိုလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ22ရက်နေ့မွန်လွယ်ပိုင်းကစတင်ပြီးတော့တန်တွဲမြို့နယ်နဲ့တောင်ကုန်းမြို့နယ်အဆက်မှာရှိပြီးရေကောက်ရွာတစ်အနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရခိုင်တပ်တော်တို့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်ကမွန်လွယ်12နာရီကျော်ခန့်မှာ ဒေါ်မြရွာဟောင်းဘက်ကိုလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မွန်လွယ်၁၂နာရီလောက်ကတန်တွဲမြို့နယ်ရွှေလေတရားအကျော်မှာရှိတဲ့ဒေါ်မြရွာဟောင်းဘက်ကိုစစ်ခွေးတွေကဂျက်လီရင်နဲ့လာရောက်ပြီးတော့ဘုံကျဲသွားတယ်။စစ်ခွေးတွေဘုံကျဲသွားပြီးနောက်တနာရီလောက်မှာရေကောက်ရွာတစ်ဘက်အချမ်းကနေပြစ်ခတ်တန်တွေဇက်တိုက်ကြားနေရတယ်။အပြန်လန်ပြစ်ခတ်နေကြတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။ညနေ၄နာရီအထိရေကောက်ရွာတစ်ဘက်ကလက်နက်ကြီးပောက်ကွဲတံများကြားနေရဆဲဖြစ်ပြီးတော့ တိုက်ပွဲဖြစ်ပွားနေစေဖြစ်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိအကျန်းဖတ်စစ်ကောင်စီကဒုတိယသမ္မတဦးဟင်နရီဘန်တီယူကိုကျမ်းမာရေးအရာတာဝန်ကနေအနားပေးလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့အမိန့်အမှတ်33မြင်းဆောင်2024နဲ့ပုံမှန်419အရာအနားယူခွင့်ပြုလိုက်တာဖြစ်တယ်လို့အသိပေးထားပါတယ်ဦးဟင်နရီဘန်တီယူဟာ NLD အစိုးရလက်ထက်ကပြည်သူ့လွှတ်တော်မှာမဲအရေးအတွက် 352မဲတဲက86မဲရရှိပြီးတဲ့နောက်ဒုတိယသမရနှစ်ဖြစ်လာခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံကိုစစ်ကောင်စီကအာဏာသိမ်းပြီးချိန်မှာလဲပုံမှန်၄နှစ်လေးအရာဒုတိယသမရအဖြစ်နဲ့ဆက်ရှိခဲ့ပြီးတော့စစ်ကောင်စီယာယီသမရဦးမြင့်စွေရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာအဖွဲ့ဝင်အဖြစ်နဲ့ပါဝင်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်ဒါ့အပြင်သူဟာနိုင်ငံတော်သမရနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့နေပြည်တော်အချုပ်မှာရှိတဲ့အထူးတည်တံ့တရားရုံးရဲ့တရားခွင်ကိုတရားခံပြတတ်တဲ့တအူးအဖြစ်နဲ့ တက်ရောက်ထားသူဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ပြည်မြို့ပြမှာရှိတဲ့အမှတ်နဲ့တံတားအနီးကိုစစ်သားအယောက်တရာခန့်ဟာအရဲဝတ်တွေနဲ့ပြန်လဲရောက်ရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ21ရက်နေ့ညနေ9:00နာရီကျော်ကနေစတင်ပြီးတော့အမှတ်နဲ့တံတားအနီးကိုစစ်သားအယောက်တရာခန့်ဟာအရဲဝတ်တွေနဲ့ပြန်လဲဝင်ရောက်လာခြင်းဖြစ်တယ်လို့ခိုင်မာတဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ AP လ21ရက်နေ့ကအမှတ်နဲ့တံတားနာမှာအယောက်တရာနီးပါးပြန်ရောက်နေတယ်။အရဲဝတ်တွေနဲ့ပြန်ဝင်လာကြတာ ဒရားနာကိုပြန်လာတာဆိုတော့တခုခုတော့ဖြစ်မယ်ထင်တယ်။မနက်ကတော့ဒရားနှစ်ကားဝင်းတွေကအဆောင်မှာစစ်သား၅ယောက်ရှိတယ်။အဲ့ဒီအနောက်မှာတော့စစ်သားစုစုပေါင်း60ကျော်မယ်။အရွက်ဝတ်တင်နေပဲတနက်တီကင်ထားတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။အဲ့ဒီစစ်သားတွေဟာ AP လ22ရက်နေ့နေကင်းပိုင်းအထိကိုအမှတ်နဲ့ဒရားနာမှာရှိနေပြီးတော့တိုက်ပွဲတွေဖြစ်ပွားခြင်းတော့မရှိသေးဘူးလို့သိရပါတယ်။အေပီလာ22ရက်နေ့မနက်10နာရီခန့်ကလည်းမြောက်ပရီမြို့14ဂိတ်အနီးမှာနေတဲ့ပြည်သူတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးဖို့အတွက် BGF KNA တွေကသတိပေးခဲ့တဲ့အတွက်ကြောင့် တင်းရှောင်သွားကြတယ်လို့မြောက်ရီမြို့၁၄ဂိတ်နားမှာနေတဲ့ပြည်သူတို့ကပြောကြားထားပါတယ်။ AP လ22ရက်နေ့ကမနက်7:00နာရီကျော်လောက်မှာကလေးကစပြောင်းခိုင်းတာတိုက်ပွဲကလည်းအေးနေတာနဲ့7:00နာရီလောက်မှာစနစ်ဂိတ်အရှိချမ်းဝါတော့နဲ့73ဂိတ်အနီးတစ်ဝိုက်ကလူတွေပြောင်းကြတယ်။တချို့ကြတော့လည်းမယုံလို့မပြောင်းကြဘူး။တချို့ကတော့ဆွေမျိုးတွေရှိတဲ့ကင်းလွတ်တဲ့နေရာကိုရွှေ့တယ်။အင်ဂျင်မြိုင်ဘက်ကိုပြောင်းလာတော့များတယ်။အင်ဂျင်မြိုင်သွားတဲ့လမ်းမှာမနက်ကလေးကကားတန်းကြီးကိုဖြစ်နေတာ။ဗီဒိုတွေအိတ်တဲ့ဂရင်တွေတစ်တာတွေကားပေါ်တင်ပြီးတော့ရွှေ့နေကြတယ်။ ်တချို့ဆိုခွေးတွေတောင်ပါတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။ AP လ22ရက်နေ့ည9:00နာရီခွဲအချိန်ကလည်းအမတ်နဲ့တရားအနီးမှာရှိတဲ့မဟာစီလန်ဝါတော်ဥပန်းသီလန်ဇိုက်စုံရှစ်ဂိတ်အနီးနဲ့20ဂိတ်မှာနေတဲ့ပြည်သူတွေကိုလည်းစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုတွေကဘေးလွတ်ရာကိုရွှေ့ပြောင်းဖို့အတွက်ပြောကြားခဲ့တယ်လို့သိရပါတယ်။အမတ်နဲ့တရားအနီးကို AP လ22ရက်နေ့ညနေ6:00နာရီခွဲအချိန်ကစစ်ကောင်စီရဲ့ Jet Fighter ဒဇင်းကကင်းပတ်ခဲ့ပြီးတော့ AP လ22ရက်နေ့မနက်7:53မိနစ်နဲ့ မနေ့တနအီကမ်းမှာအမတ်နဲ့တရားအနီးကိုစစ်ကောင်စီကလေးချောင်းကနေဘုံနှစ်ခါကျဲချခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းမြန်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရာစစ်ကောင်စီဘက်ကထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ12ရက်နေ့မှာမြိုင်မြို့နယ်တရက်ကွပြူစောတိရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုညနေ၄နာရီကနေည၈နာရီအထိတော်လိုင်းရဲတပ်ဖွဲ့တွေကဒရုန်းနဲ့ဘုံသီး14လုံးကျဲချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးနဲ့ပြူစောတိ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူအဲ့ဒီနေ့မနက်၈နာရီကနေ10နာရီအထိပခုတ်ကူမြို့နယ်ညောင်ပင်လှစခန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီ အထိုင်ကင်းကိုတော်လိုက်တပ်ဖွဲ့တွေကအီနာဂါဘုံသည်ဆယ်လုံးနဲ့ဘုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မွန်လွယ်12နိုင်ကမှာတော်လိုက်တပ်ဖွဲ့တွေကနေမြေရှင်းလင်းရေးတွေဆောင်ရွက်ခဲ့တဲ့အချိန်မှာ fiber head အုတ်ထုပ်နှလုံး MAG ပေါက်တစ်ခု 5.56G 73တောက်လက်ပစ်ဘုံစနက်တံမပါတလုံးလုံးကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖ Black Cobra ကံမတပ်ပေါင်းစု DMG ဒါမင်ဂျီ PKU တူရိန်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မန္တလေးတိုင်းမိန်မြို့နယ်ရှမ်းပြည်မြောက်ပိုင်းနောင်ချုံမြို့နယ်ဂျားကတေရကုန်းရွာအနီးမှာအပီလ22ရက်နေ့ကစစ်ကောင်စီအုပ်စုနဲ့မန္တလေး PDF တို့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ။နောင်ချုံမြို့နယ်တရက်ကုန်းရွာဟာမေမြို့နယ်စေမိုင်ကန်းသာကွာဝေးပြီးတော့အဲ့ဒီတရက်ကုန်းရွာစစ်ကောင်စီအုပ်စုစခန်းကိုမန္တလေး PDF က AP လ15ရက်နေ့မှာစီးနေတိုက်ခတ်ရာစခန်းသိမ်းနိုင်ခဲ့ပြီးတော့စစ်ကောင်စီအုပ်စုအလောင်း20ကျော်နဲ့လက်နက်40ကျော်ကိုတင်းစီရရှိထားတယ်လို့သိရပါဗါး။ AP လ21ရက်နေ့ကတရက်ကုန်းရွာအနီးမှာတိုက်ပွဲဖြစ်ပွားတဲ့အချိန်စစ်ကောင်စီအုပ်စုကလေချောင်းနဲ့ခွနက်ချင်းလာရောက်ဘုံကျဲခဲ့ပြီးတော့အဓိကအားဖြင့် ကြီးရွာကဘုံကြီးចောင်းတွေကိုပြင်ပထားပြီးတော့ဘုံကျဲခဲ့တာလို့သိရပါတယ်စစ်ကောင်စီအုပ်စုဟာအေပီလ21ရက်နေ့ကတရကုန်းကြီးရွာဘုံကြီးចောင်းကို3ချိန်ဇာလီကြီးရွာဘုံကြီးចောင်းကို2ချိန်နဲ့ပါဟက်ကြီးရွာဘုံကြီးចောင်းကို2ချိန်လေးချောင်းကနေတိုက်ခိုက်ခဲ့တယ်လို့မန္တလေး PDF စစ်ဦးစီးအဖွဲ့ကဖော်ပြထားပါတယ်အေပီလ21ရက်နေ့မှာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့စစ်ကောင်စီတပ်တွေကြားနောင်ချုံမြို့နယ်တရကုန်းကျေးရွာအနီးဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုတ်လုပ်ခဲ့တယ်။လေကြောင်းတိုက်ခိုက်မှုပြုတ်လုပ်ရာမှာ ဘာရည်ရွယ်ချက်ကြောင့်ပြုတ်လုလဲဆိုတာကိုတော့မသိရပဲကြေးရကဘုံကြီးเจ้าတွေကိုပြတ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်လို့မန္တလေး PDF ကထုတ်ပြန်ထားပါတယ်တိုက်ပွဲတွေအတွင်းမှာနှစ်ဖက်ထိခိုက်မှုအခြေအနေတွေကိုတော့မန္တလေး PDF ကဖော်ပြထားခြင်းမရှိသေးဘူးလို့သိရပါတယ်တစ်ချိန်တည်းမှာပဲ AP လ21ရက်နေ့နဲ့22ရက်နေ့တွေမှာပါမေမြုပ်ပတ်လည်ကရွာတွေကိုစစ်ကောင်စီအုပ်စုကလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတယ်လို့မြို့ကန်တွေကပြောပါတယ်စစ်ကောင်စီအုပ်စုဟာမေမြုပ်နဲ့နောင်ချိုကြားကကြေးရွာတွေအပါအဝင်မေမျိုးပတ်လေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေပြီးတော့ လက်နက်ကြီးပောက်ကွဲတံနဲ့ပြစ်ခတ်တံတွေဟာမြို့နဲ့နှီးကပ်နေတာကြောင့်မြို့ကန်တွေကအိမ်အပြင်ကိုမထွက်ရဲပဲနဲ့အခြေအနေတွေစောင့်ကြည့်နေရပြီးမနက်၁၇နာရီလောက်မှာတော့အတန်းတွေငြိမ်သွားတယ်လို့မေမျိုးဒေသခံတွေကပြောပါတယ်။ဒါ့အပြင်စစ်ကောင်စီအုပ်စုကမေမျိုးနဲ့နောင်ချိုကြားကဝက်ဝံဂိတ်မှာလုံခြုံရေးတွေပြန်လည်တင်းကျပ်ထားပြီးတော့ဖမ်းဆီးငွေညစ်တာတွေကိုလည်းလုံဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမေမျိုးရဲ့စီရေးအခြေအနေဟာတော်လိုင်းရေးတပ်တွေကမေမျိုးနဲ့ဆယ်မိုင်ခန့်သာကွာဝေးတယ်။တရကုန်းစခန်းကိုတိမ့်ပိုက်ပြီးတဲ့နောက်မှာ မြို့နဲ့ပုံမနီးကပ်တဲ့နေရာတွေဘက်ကိုဆက်လက်ထိုးစစ်ဆင်လာတဲ့သဘောရှိပြီးတော့စစ်ကောင်စီအုပ်စုကအသေးအတန်ခုခံကာဝယ်နေရတဲ့သဘောဖြစ်တယ်လို့မြို့ကန်တွေကသုံးသပ်နေကြပါတယ်။မိမျိုးတွေကိုဝင်လာမှာကိုတပ်ကအပြင်းထန်ကာကွယ်နေရတဲ့သဘောပဲ။တော်လိုင်းတပ်တွေကတရက်ကုန်းမှာတိမ့်ပြီးတော့ထိုင်နေတာအခုကတရက်ကုန်းနဲ့မိမျိုးချားမှာတိုက်ပွဲဖြစ်နေပြီလို့ဒေသခံတအူးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ